စင်ကူးမျိုးနယ်ပြပုံဖြစ်ခြင်းနဲ့မိုးကုတ်မူမိတ်အလေအပြောင်းတရနယ်လေးနဲ့တက်မတော်ဤမြို့ဝက်သဘောတူညီမှုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော် မန်လီတိုင်းဒေသကြီးမြောက်ပိုင်းမှာစစ်ရေးတက်မှမှုတွေအမြင့်ဆုံးကိုရောက်ရှိနေပါတယ်ရပိုင်းအတွင်းတရား20ဖြစ်စည်းခံရပြီးတဲ့နောက်တမရော်လီဟာစင်ကူးမြို့နယ်ကိုအတိကပြမှတ်ထားချိန်မုံနေပြီးတချိန်တည်းမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ပလောင်အဖွဲ့နဲ့တမရော်ရိုဂျာမထက်မှတ်ထားတဲ့နိုင်ငံရေးအလှည့်တန်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒီတင်ပြချက်မှာမန်လီမြောက်ပိုင်းနဲ့ရှမ်းမြောက်ဒေသရဲ့လက်ရှိစီရင်အခြေအနေနဲ့နိုင်ငံရေးခရရိုက်ခတ်မှုတွေကိုအသေးစိတ်တင်ကြားပေးသွားပါမယ်။စင်ကူးမြို့နယ်နဲ့တရားဖြစ်စည်းမှု၏အကျိုးဆက် အော်တိုဘာလ29ရက်နေ့မှာမန်း PDF နဲ့ဒေတာကန် PDF တွေဟာစင်ကူးမျိုးနဲ့ကြောင်မြမျိုးကိုစက်သွဲထားတဲ့ ARI မြကူတတာရဲနာတိုင်ခါကိုဒိုင်နမိုင်းနဲ့ဖောက်ခွဲဖြက်စီးခဲ့ကြပါရယ်။ဒါဟာဒေတာကန်ပြည်သူတွေအတွက်ရောစီးရေးအရာပါအရေးပါတဲ့ဒေတာတစ်ခုဖြစ်ပါရယ်။နောက်ဆက်တွဲဖြက်စီးမှုအဲ့ဒီနေ့မှာပဲမတရာမျိုးနယ်တွေမှာရှိရမိုးကုတ်မန္တလေးကားလန်ဘော်ကတငါတတာမြစ်ကလေးယူနတ်ပယ်ချောင်းကိုဖြတ်ကျော်ထားတဲ့ဒေတာကိုလည်းမန်း PDF အဖွဲ့ကထပ်မံဖြက်စီးလိုက်ပါရယ်။ တမရော်ဤတောက်ပြန်မှုရှပ်ပိုင်းအတွင်းအ धिक 120ဖြစ်စီခံရပြီးတဲ့နောက်တမရော်လီဟာစင်ကူးမျိုးအနီးဝန်းကျင်ရှိလက်ပံလာရွာနဲ့အနီးဝန်းကျင်ကလက်နက်ကင်များစခန်းချရာနေရာတွေကိုတနေ့လုံးအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်အော်တိုဘာလာ30ရက်နေ့ရွှေတော်နေမြေမှာပြပိုးသောတဲ့အရာမိုးလဲပိုင်း2နာရီ10မိနစ်မှာမိထီလာလီတက်ကထွက်လာတဲ့ဂျက်ဖိုက်တာဟာစင်ကူးမျိုးအလဲကျော်တနေရာကို၄ချိန်တီတီတိုက်ခိုက်သွားခဲ့ကြောင်းဖော်ပြထားပါတယ် တာဟာစင်ကူးမြို့နယ်အတွင်းကတရားဖြတ်စည်းသူတွေကိုအညစ်ပြက်ချေမှုံမဲ့ရှိရချက်ကိုပြသနေပါတယ်။တပိတ်ချင်းနဲ့မိုးမိတ်စစ်မျက်နှာတဲ့တရားဖြတ်စည်းမှုများဖြစ်ပွားနေခြင်းတစ်ချိန်တည်းမှာပဲတပိတ်ချင်းမြို့နယ်မှာတိုက်ပွဲတွေအလုံးပြင်းထန်နေပါတယ်။တမရော်လီကအတိကထားချိန်မုံနေတာကမိုးကုတ်မန္တလေးကလမကြီးတရှောင်းနဲ့တပိတ်ချင်းမူမေကလန်တရှောင်းဖြစ်ပါရယ်တမရော်စုံမမှုရှိရဲ့ရွာရီမှာတော့ဘာသာရေးပွဲများကထိန်ပွဲများပြီးချင်းချင်းတဲကျင်းပါနေရတွေ့ရပါရယ် အော်တိုဘာလာ28ရက်နေ့ညနေပိုင်းမှာဇယက်ကွင်းရွာလေးကြရွာချောင်းကြီးရွာတွေကိုဂျော့ဖိုက်တာနှက်စီနဲ့ချေမှုန်းခဲ့ပြီးဇယက်ကွင်းအထွက်ကကြပြရွာတွေကိုလည်းစစ်ကြောင်းတကူဝင်ရောက်ရှင်လင်းနေကြောင်းသိရပါတယ်။တပိတ်ကျင်းမှုမိတ်လန်းတရှောင်းမှာဗန်ရဲ၊ဒေါန်ပုံ၊ကြောက်ဖြူ၊တောင်လေ၊ကြောက်မောရွာတွေအထိတိုက်ပွဲတွေကျပြန်းခဲ့ပြီးမိုးမေမြို့နယ်တွေကမကြီးပင်ရွာကိုပါလေးကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။ ဒီအခြေအနေကိုကြည့်ရင်တမတော်စစ်ကြောင်းတွေဟာဖော်ဒေါ်လန်ဆောင်ကနေမိုးကုတ်ဘက်ကိုတက်တဲတမဲအစားမိုးမိတ်ဘက်ကနေလှည့်ပတ်ပြီးမိုးကုတ်မြစ်ကိုထိုးစစ်ဆင်မဲ့ပြူဟာကိုတုံးနေရလို့ယူဆရပါတယ်။မိုးကုတ်မိုးမိတ်အလှည့်ပြောင်းနဲ့တရနယ်လေးဤဆုံးဖြတ်ချက်ဒီလိုတိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲအလွန်ထူးခြားတဲ့နိုင်ငံရေးအလှည့်ပြောင်းတစ်ခုပေါ်ပေါက်လာပါတယ်။ TNL ရဲ့သတင်းထုတ်ပြန်ချက်အော်တိုဘာလ29ရက်နေ့မှာ TNL ပလောင်အဖွဲ့ကမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကိုတက်မတော်ထံပြန်လည်ပေးအပ်မယ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရည်ဆုံးဖြတ်ချက်ဟာ2029ခုစစ်စေးရေးဒုတိယလိုင်းအရှိန်ကောင်းနေချိန်2024ခုနှစ်ကလေးကတရုတ်အထူးကိုယ်စားလှယ်တိတ်ရွှီကျင်းကကြားခံပြီးတမရော်နဲ့ TNL ကောင်းဆောင်တွေတွေ့ဆုံဆွေးနွေးကြရာကစတင်ခဲ့တာဖြစ်နိုင်ပါတယ်။နောက်ကျောက်ကြောင်မဲတိဘောမျိုးတွေကိုတမရော်ကပြန်သိမ်းပိုက်ပြီးတဲ့နောက် TNL ကောင်းဆောင်တွေအပိုကျူလာခဲ့တယ်လို့ဆိုပါတယ်။ TNL ကောင်းဆောင်တွေနိုင်ငံသားထွက်ပြေးရဲဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးရဲ့နောက်ဒီသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ TNLA မြုပ်ပြန်ပြီးမဲ့တရင်ထွက်လာတာနဲ့တပြိုင်နက်တည်း NUG လောက်ကမိုးကုတ်ပြူဟာနဲ့ MAN PDF အပါအဝင်ဒေတာကန် PDF တွေကမိုးကုတ်မျိုးကို၎င်းတို့အဖွဲ့ရိဆက်လက်ထင်သိမ်းသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ NUG PDF အဖွဲ့ရိဟာမိုးကုတ်မြို့ကိုတက်ဆွဲခွင့်ရဖို့မြို့လူတူကိုစီရင်ခဲ့ပေမယ့်မိုးကုတ်မြို့ရဲ့မဝင်ရောက်ဖို့ကို TNL ကတာစီခဲ့ကြောင်းတတိမီထွက်ပေါ်ခဲ့ပါတယ် TNL နဲ့ NUG တို့ဟာအရင်ကမဟာမိတ်ဖွဲ့ထားပူးတော့လေ TNL ရဲ့အပြစ်ရစဲမှုဟာ NUG ကိုကြောက်ခိုင်းလိုက်ခြင်းဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။ဒီနောက်ပိုင်းမှာမန် PDF တပ်ဖွဲ့ဝင်90ကို TNL ကချိန်မုံခဲ့ကြောင်းတရေမှာထွက်ပေါ်လာခဲ့ပါတယ်။မြို့တော်ပင်စုစည်းကမှုမိုးကုတ်မြို့ကိုထိုးစစ်စမဲ့တမရော်စစ်ကြောင်းတွေဟာမြို့ရဲ့အနီးဆုံးနေရာကိုရောက်နေပါပြီ။မိုးကုတ်ပြင်းဦးနဲ့လမ်းကြောင်းကနေ TNL ရဲ့ပူပေါင်းမှုနဲ့ဝင်ရောက်နိုင်တယ်လို့မိုးမိတ်ဘက်ကနေလည်းအချိန်မီဝင်ရောက်လာနိုင်တဲ့အခြေအနေမှာရှိနေပါသေးတယ်။ စင်ကူတပိတ်ချင်းနေမြို့မှာတရားဖြတ်စည်းသူများကိုခြေမုံနေခြင်းဟာမိုးကုတ်မြို့ကိုစစ်ကူလာမဲ့သူတွေကိုပါချက်တော့ထားလိုက်ခြင်းဖြစ်ပါရယ်။ဒါဟာအရှင်လေးရင်အဖျားထင်းဖြစ်တယ်ဆိုရယ်ဘိုးချုပ်ကြီးခင်ညိုအငိမ့်စာရဲ့စကားလိုပဲဖြစ်သွားခဲ့ပါပြီ။မိုးကုတ်မြို့ကိုတမတော်ပဲခြင်းဝင်ရောက်သိမ်းပိုင်မလဲဆိုတာကစိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေပဲဖြစ်ပါရယ်ရှင်။အခုတင်ပြချက်တွေပေါ်မှာမိတ်ဆွေတို့ရဲ့တောသက်ချက်များကိုလည်းကွန်မန့်ကနေတစ်ဆင့်ညှာဝေပေးခဲ့ပါအောင်နော်။ အခုလောစိတ်ဝင်စားစရာကောင်းပေကပ္ပရေမြမရေတရင်များစွာကိုနားဆင်လို့ပရင်ခေ channel ကို like and subscribe လုပ်ပြီးဘေးနား notification bell ကိုလည်းနှိပ်ထားဖို့တော်မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်